ို့ဒီဗီဒီယိုလေးမှာတော့ဘက်ထရီတစ်လုံးမှာရှိနေတဲ့ internal system အကြောင်း LED မီဒီလေးမှာလည်းတရုတ်ပြတက်ဆက်သွားပါမယ်။ပေါင်ရမယ့်အကြောင်းအရာတွေကတော့ protease software ရမှာ LED ရဲ့ကာကွယ်မှုဘာကြောင့်မမှန်ကန်ကန်မတွက်နိုင်တာလဲ။တကယ်လက်တွေ့မှာ LED တွေကို power ပေးပြီးဆက်ထားတဲ့အခါသူ့မှာစီစဉ်ထားတဲ့ကာတိုင်က protease simulation နဲ့တွေ့ရတာတရုတ်ပြဗီဒီယိုလေးနဲ့တွေ့ပြပါမယ်။ဘက်ထရီတစ်လုံးရဲ့ internal system ကဘယ်လိုဖြစ်လာတာလဲ။ internal system ကိုဘယ်လိုတိုင်းရတွေ့ချက်ကြမလဲ။ဘက်ထရီတစ်လုံးရဲ့ EMF voltage ဆိုတာပါမယ်။ terminal voltage နဲ့လို့ကာတိုင်ကိုဘယ်လိုရှာမလဲ။ battery tester တုံးကိုတုံးပြီး battery internal system ကိုဗီဒီယိုလေးနဲ့တွေ့ပြပါမယ်။ တတိယ district တစ်ခုရဲ့ video battery population လောက်ကာလနဲ့ပြန်ပို့တက်ကို video တွေနဲ့တွေ့ပြရမယ်။အစရှိတွေကိုကျွန်တော်ကပြသမှာဖြစ်ရအောင်အထူးကြည့်ရှုပေးကြပါမယ်။ပြောကြလို့ပါတယ်။ YouTube မှာဆင်ပြေပါက TikTok မှာလည်းတော့ကြည့်ရှုနိုင်ပါတယ်။ link ကို description မှာကြည့်နိုင်ပါတယ်။အားပေးသူများကိုကြည့်ရှုတင်ရှိပါတယ်။အခုကျွန်တော်ဒီ Protocol software လေးကိုတုံးပြီး12 port okay fully charge မှာ30 port battery တစ်လုံးကိုတစ်လုံးနဲ့ LED 5လုံးကိုထွန်းကြည့်ပါမယ်။ဒီ battery ရဲ့ internal resistance 0.1 ohm ဖြစ်ပြီးတော့ potential ကတက်တည်ဖို့ဖြစ်ပါတယ်။ဒီ LED လေးတစ်လုံးရဲ့ characteristic voltage က20 mA မှာပြောဆိုရင်2.2 volt ရှိပါတယ်။သူ့ကိုကတော့10 mA လောက်နဲ့တွက်ထားပါတယ်။အဲ့တော့အခု simulation ဆောင်လိုက်ပါပြီ။ဒီ mA ဘယ်လောက်တောင်စီးသွားတယ်ဆိုရင်133 mA လောက်စီးသွားပါတယ်။ဒီ medium အဲ့လောက်သာစီးလို့ရှိရင်ဒီ LED တစ်လုံးရဲ့ခံနိုင်တဲ့ mA maximum 25 million နဲ့ကျော်ပြီးတော့133 million ပြဆိုတော့ LED အကုန်လုံးအလုံးကျွမ်းသွားမှာဖြစ်ပါတယ်။ဒီဟာကဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာ battery ရဲ့ internal resistance ကိုကျွန်တော်တို့က0.1ကိုသူကနဲ့သူကတွက်ထားတဲ့အတွက်ကြောင့်မလို့ဒီ software က0.1နဲ့ပုံနဲ့တွက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့က milliamp အဲ့လောက်အများကြီးကိုရတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီဟာမှန်လားမမှန်လားဆိုတာကိုတကယ်လက်တွေ့မှာနဲ့ကျွန်တော်တို့စမ်းသပ်ကြည့်ကြမှာဖြစ်ပါတယ်။ ခုဒီပုံမှာကြည့်မယ်ဆိုရင် LED ငါလုံးကိုစီးဆက်ပြီးတော့မီလီယံပီယာဘလောက်ရလဲဆိုတော့ကြည့်ပါမယ်သူရဲ့ပုံလေးတော့တတိယခုဒီပုံကလေးဒီမီလီယံငါလုံးနင်းတော့ပါပြီသူရဲ့13ပုံရှိပြီသူရဲ့မီလီယံပီယာက4.49လောက်ပဲရပါတယ်အဲ့တော့လက်တွေ့နဲ့ကျွန်တော်က Proteus မှာရတဲ့ MPR နဲ့အရန်ကိုကောင်းနေပါတယ် battery internal resistance battery internal resistance ဆိုတာ battery တင်းမှာရှိရဲ့လက်စစ်စီးကုမှုကိုကျွန်တော်ဟန်တာတဲ့ပစ္စည်းရဲ့စုပေါင်းခွန်ပုံမှန်တော့ခေါ်ပါဒီ resistance battery ရဲ့ကျွန်တော်အထက်ကဓာတ်ဖြစ်စင်နေ electrode တွေ positive negative electrode တွေ electrolyte အရေးတွေအရေးတွေကြားနေပြီးတော့ဒီအရေးတွေကြားအဆက်သွယ်မှုကြောင့်ဖြစ်ပေါ်လာတာပါ ထရီထုတ်လုပ်တဲ့ကုမ္ပဏီကတော့သိကြပါတယ် internal system ဖြစ်တက်လာတာဒီလို internal system ဖြစ်တက်လာဆိုလို့ရှိရင် battery ဆန်းဆောင်ယူကြဆင်းပြီးအပူကိုထွက်လာမှုများပြားစေပါတယ် internal system ကိုကျွန်တော်တို့ဘာနည်းနဲ့တိုင်းလာကြအောင်လဲဆိုရင် internal system အောက်ပါနေတဲ့နေကျွန်တော်တို့အသုံးပြုပြီးတိုင်းလာကြပါတယ်ပထမတစ်ချက်ကတော့အုံးလုံးကိုအသုံးပြုပြီးတိုင်းလာတာပါ battery ကိုကျွန်တော်တို့ကအခုလိုလှုပ်လှုပ်တစ်ခုခု system တစ်ခုမီဒီတရုံနဲ့ကျွန်တော်တို့ဆက်ဆက်လိုက်ပါတယ် host center ဆက်လိုက်ပါပြီး body drop ကိုတိုင်းတာပါတယ် formula ဆိုလို့ရှိရင်ကျွန်တော်တို့ our system ကိုလိုချင်လို့ရှိလို့ရှိရင် v node လောက်ထဲက tv node လောက်ထဲက v load ကို v load ဆိုလို့ခေါ်တယ်ဒီလိုလှုပ်ချလိုက်တဲ့အချိန်မှာရှိတဲ့ဒီ terminal board တွေကို board တွေနဲ့ကျွန်တော်တို့ကအဲ့ system ်အဲဒီ i နဲ့ i နဲ့သူ့ဖြည့်ဆည်းသွားကောင်းတယ်လို့ဖြည့်ဆည်းကောင်း i နဲ့စားတဲ့တန်ဖိုးကိုရပါတယ် free node လို့ဆိုတာကတော့ဒီ battery ကို battery ကိုလုံးနဲ့မချိတ်ထားရင်မှရှိရရိုး battery မှာရှိတဲ့ပို့တွေကိုပြောတာပါကျွန်တော်နောက်ပိုင်းမှာအကျေရှင်းတာမှာဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ AC impedance method ဆိုတာ AC signal ကိုသုံးပြီး battery impedance ကိုတိုင်းတာပါဒီနည်းလမ်းကတော့ internal system ကိုကျွန်တော်ပုံမတိတိကျကျရနိုင်ပါတယ် specialized equipment ကလည်းကျွန်တော်တို့ battery ဆိုင်တွေမှာရှိတဲ့ battery analyzer လို့ဟာမျိုးတွေကျွန်တော်တို့ internal အခုပြင်မှာရောင်းနေတဲ့ internal system meter တွေဟာမျိုးတွေသုံးပြီးတော့ကိုယ့်ရဲ့ battery ရဆိုလို့ရှိရင်ဒီ internal system ဘယ်လောက်ရှိနေပြီလဲကျွန်တော်တို့က ညားနေပြီဒါနည်းမိပါဘူးတိုင်းတာချင်းပင်ဘက်ထရီရဲ့ဆန်းဆော်ရုံနဲ့ကျွန်တော်တို့ကအဲ့ဒီအမီဒီတွေကိုဘက်ထရီနဲ့ဆက်တဲ့အခါဘက်ထရီရဲ့ internal system ကိုဘယ်လိုများတွက်ချက်ကြောင်လဲဆိုကြည့်ပါမယ်ကျွန်တော်လုံးတက်ထားတဲ့အချိန်ဘက်ထရီရဲ့ဘိုးတွေကိုတိုင်ပါတယ် free node လို့လုံးတက်ထားရဲဆိုတော့ကျွန်တော်ဒီ LED နဲ့ resistor တွေဥပမာနှစ်ခုကိုမတက်ထားတဲ့အချိန်အဲဒီဘက်ထရီတစ်လုံးမှရှိရဲဒီဘိုးတွေကိုပြောင်းရင်းဖြစ်ပါတယ်ဒါကို free node လို့လို့ခေါ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လုံးတက်လိုက်ပါတယ်လုံးတက်ဆို LED ကိုဆက်လိုက်ပြီးတော့ LED ကိုစိုက်ကြည့်ဘိုးတွေကိုတိုင်ပါတယ်ဒါ free node ပေါ့ LED ကိုကျွန်တော်ဆက်ဘက်ထရီနဲ့ဆက်ဒါ DT ပေါ့ ဒါကိုကျွန်တော်တို့က fill out လို့ခေါ်တယ်အဲ fill out တိုင်းလိုက်ပါတယ်အဲ fill out ရှိရှင်ကျွန်တော်တို့ LED တွေမှာအဲဒီမှာ LED တွေကို scanner အစစီပါပါပြီအဲ့တော့ဒီ scanner ကိုလည်းကျွန်တော်တို့ဒီမှာဒီ scanner meter နဲ့ဖြစ်ဖြစ် scanner တိုင်းလို့ရတဲ့ meter လေးနဲ့ကျွန်တော်တို့မှာ series ချိန်ပြီးတော့ဒီမှာတိုင်းလိုက်ပါတယ်အဲ iron เนาะဒီ iron ကိုကျွန်တော်တို့တိုင်းပါတယ်ပြီးရင်ပြီးလို့ရှင်အဲဒီ formula နဲ့ကျွန်တော်တို့က internal system ကိုကျွန်တော်တို့လိုချင်ရင်အဲ vino လို့ခုနကဒီ battery ရဲ့ board တွေရဲ့เนาะဒီတော့ vino လို့ခေါ်တယ်ဒီ led ရဲ့ဒီ board တွေ ਨੇ ြီးလို့ရှိရင်ခါကျွန်တော်တန်းရွာခါနဲ့စားလိုက်တဲ့ခါအခုကျွန်တော်တို့ for for example အနေနဲ့ battery ရဲ့ no load board တွေကိုကျွန်တော်တို့ nine volt လို့ထားလိုက်ပါတယ်ပြီးရင် b load ကအခုကျွန်တော်တို့တန်းရွာရတဲ့ board တွေကိုကျွန်တော်တို့ eight volt လို့ထားလိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကား0.1 ampere လောက်စီးတယ်လို့ပဲကျွန်တော်တို့ထားလိုက်ပါတယ်ပြီးလို့ရှိရင်အဲ့တော့ i internet ကိုဒီ formula တိုးပြီးတော့ touch လိုက်တဲ့ခါမှာတော့ turn on မစရပါတယ်ဒီတော့ battery ရဲ့ internet system ကတန်းအောင်လို့တတ်မှတ်လို့ရပါတယ်ကျွန်တော်ဒီနေရာမှာအဲ့တော့သတိထားကြရအောင်ဆို internal system battery ရဲ့ဒီ charging level ကြီးအပူချိန်ကြီးအသုံးပြုတဲ့တက်တန်းတွေပေါ်မူတည်ပြီးတော့အမြဲတမ်းပြောင်းနေတယ်ဘာဖြစ်လို့ဆိုဒီ battery ရဲ့ဒီ chemical reaction ကြီးကြောင့်ပါပါ ီ internal system မြင်တာဒီ battery အစမ်းဆောင်ကိုချဆင်းပြီးအပူထွက်မှုကိုကျွန်တော်တို့များစေ။အဲ့တော့ကကျွန်တော်တို့က battery တစ်လုံးကိုကြည့် negative ကနေ positive ကိုကျွန်တော်တို့တွန်းဖို့လမ်းမှာကမ်ဘီကယ်တွေကိုဖြတ်သွားပါတယ်။ကမ်ဘီကယ် reaction တွေဖြစ်ပြီးတော့ chemical acid တွေ electro light တွေဖြတ်သွားလို့ဒီမှာတော့ system ဖြစ်လာတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့က internal system လို့ခေါ်ရင်းဖြစ်ပါတယ်။အပူတွေလည်းသွားထွက်လာပါတယ်။ကမ်ဘီယောရရှင်ရအပူတွေထွက်လာတယ်အပူတွေထွက်လာတော့ဟီတွေအဲကျွန်တော် energy တွေလည်းထွက်လာပြီး energy တွေဆုံးရှုံးသွားတယ်ဖြစ်ပါတယ်ဒီ battery တလုံးကကျွန်တော် EMF 4ဆိုတာကတော့ ကျွန်တော်တို့က second မဖြစ်ခင်ဒါမှမဟုတ်ရွှေရှင်ဒီလိုပတိတလုံးကိုဘာမှမတုံးထားရတဲ့အနေအထားမှာရှိတဲ့ဖိုးတွေကိုကျွန်တော်တို့ EMF ဖိုးတွေလို့ခေါ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့က energy per unit charge 6 per coulomb နဲ့ကိုစားပြရပါတယ်။ကျွန်တော်အခုဆိုလို့ရှိရင်ပတိရဆိုလို့ရှိရင်တုံးလိုက်တာအခုပတိတလုံးကိုကျွန်တော်တို့ကအခုအမအလုပ်တစ်ခုနဲ့ချိန်လိုက်ပါပြီ။ဒီမှာချိန်လိုက်ပြီဆိုလို့ရှိရင်ဒီဒီမှာခန်းတစ်ခုကထွက်လာပြီဖြစ်ပါတယ်။အဲ့တော့ဒီမှာ internal system ရှိပါတယ်။ဒီ terminal board တွေဆိုတာအမ terminal board တွေက ဒီမှာလောက်ကလောက်ရလောက်ရဟောပါစွန်းတဲ့ discussion ဒီမှာပေါ်လာရဖို့လို့ဒါကျွန်တော်တာမန်နဲ့ဘိုးလေးလို့ခေါ်တယ်ဒီတာမန်နဲ့ဘိုးလေးကဆိုလို့ရှိရင်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ battery ရဲ့ဘိုးလေးကတူအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာ internal system ကြောင့်မလို့ဒီတာမန်နဲ့ဘိုးလေးကြီးကကျွန်တော်တို့က battery ရဲ့ EMF ဘိုးလေးတဲ့ကိုအများအားနဲ့နေတာဖြစ်ပါတယ်နောက်တော့ battery တွေမှာဆိုလို့ရှိရင်လောက်များများသုံးနေလေကားနဲ့ကများများဒီမှာလောက်များများသုံးရင်ကားနဲ့များများထွက်ဒီမှာရှိတယ်အဲ့များများထွက်လာပြီးတော့စွမ်းရင်အများကြီးဆုံးရှုံးပြီးတော့ voltage ကများများကိုကျလာတာဖြစ်ပါတယ် ဘက်ထရီဒီမှာအဲ့တော့လုတ်ကိုကျွန်တော်တို့နည်းနည်းလေးပဲသုံးမယ်ကားလမ်းကလည်းဒီမှာနည်းနည်းလေးထွက်လာတဲ့အတွက်ကြောင့်မလို့ခီကလည်းအပူကလည်းနည်းနည်းပဲထွက်ပြီးဘောလိကလည်းနည်းနည်းလေးကြာမယ်အဲ့တော့ကကြာတဲ့အတွက်ကြောင့်မလို့အော်ဆုံးရှုံးမှုကလည်းဆောင်းရဆုံးရှုံးမှုကလည်းနည်းမှာဖြစ်ပါတယ်ဒါလို့ကားလမ်းကလုံးဝမစည်းဘူးဆိုရှင်ဆိုဆိုမှသာဒီလုတ်ဘောလိနဲ့ဒီ EMF ဘောလိကတူမှာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ဟုတ်မဟုတ်ကိုကျွန်တော်တို့စပြီးတွက်ချက်ကြည့်ကြပါမယ်ခုဒီပုံလေးကတော့တတိတလုံးရဲ့ Intima Internal Assistant ပါတဲ့ပုံလေးပါ သူက voltage or EMF လို့ခေါ်တဲ့အထိ electromotive force ကိုသူကဒီ battery လေးကထုတ်ပေးပါတယ်။ဒါတကယ်ရှိရဲ့ battery internal voltage ကိုခေါ်ပါတယ်။တကယ်လို့ကျွန်တော်တို့ကဒီလို resistor အားတစ်လုံးနဲ့ဆက်လိုက်လို့ရှိရင် circuit တစ်ပတ်ဒီမှာ circuit တစ်ပတ်ကဒီလိုပြည့်သွားတဲ့အတွက်ကြောင့်မို့လို့ resistor ကိုဖြတ်သွားတဲ့ voltage ကိုဒီ resistor ကိုဖြတ်သွားတဲ့ voltage ကိုကျွန်တော်တို့ကဒီ resistor ဘက်ကိုဖြတ်သွားတဲ့ voltage ကိုဟို terminal voltage VR လို့ခေါ်ပါတယ်။တကယ်လို့အမှန်ဆုံးရှိရှင်ဒီဒီ resistor ဖြတ်သွားတဲ့ voltage VR နဲ့ဒီတွဲဖို့နေတာဆိုရင်တွဲဖို့ပါဆိုရှင် VR ကိုမှကြာပါလား။ဒါပေမဲ့ဒီမှာ internal system ပေါ့ကြောင့်မို့လို့ဒီ VR ရဲ့ voltage terminal voltage လေးကနဲ့ ဘက်ထရီအပိုးတွေနဲ့နေပါတယ်ခုဆိုရွှေရှင်ကားရံဆိုရှင်အရင်ဆက်ထွက်လာပါပြီဒီကားရံတကယ်လို့ကားရံမျက်မျက်ဆွဲလေးလေးဒီလို့အတန်ဘောကနည်းလေးလေးဒီကားရံမျက်မျက်ဆွဲလေးလေးတာမန်လေးပိုးတွေကဆိုရှင်ပြပြနဲ့ကြာလာလေးလေးဖြစ်မှာပါတကယ်ဆိုလို့ရှိရင်ဘီကလည်းအောင်းလို့ရဆိုရှင်ဒီခန်းရံကတပြေးပြေးတိုးလာလို့ရှိရရှင်ပိုးလေးလည်းတိုးသွားမှာပါဒီမှာတော့ဒီအလုတ်ကားရံကမျက်မျက်ဆွဲလေလေဒီ device ပိုးတွေတံပိုးလို့ရှိရှင်အားရပိုးတွေကကြက်လာလေလေဖြစ်ပါတယ်အခုဘက်ထရီတလုံးဟိုတရားဟုတ်မဟုတ်ဘက်ထရီတလုံးရဲ့ပိုးတွေကိုတွဲဖို့ internal system ကိုကျွန်တော်တို့က0.1အောင်းနဲ့ လို့ assistant ဟို1 on ဒါမှမဟုတ်တရား on ကိုတစ်လှည့်စီပေးကြည့်ပါမယ်လို့ assistant နှလုံးဖြစ်တဲ့အာဒီဒီဒီ low assistant အာ ਨੇ အဒီ internal set အာကိုစီစစ်ထားပါတယ်အဲ့တော့ auto တွေကိုကျွန်တော်တို့ပေါင်းကြည့်တဲ့အခါမှာအာ plus အာအခုက low assistant ကိုကျွန်တော်တရား on နဲ့တွက်ပါမယ်အတရား plus ဒီ internal set 0.1 on ဖြစ်တဲ့အတွက်အိုင်ကိုရှာပါမယ်ပေါင်းလိုက်တော့ဒီကောင်က100 100.1 on မှာဖြစ်ပါတယ်အဲ့အဲ့တော့ကျွန်တော်သူ့မှာဖြည့်ဆည်းထားတဲ့ကားအောင်ရှာခြင်းတော့ဒီ yaml code တွေကိုနေတဲ့ a plus r နဲ့ကိုကျွန်တော်ကစလိုက်ပါတယ် ဲ့တော့တွဲဖို့အဲ့တော့0.1နဲ့စားလိုက်လို့ရှိရင်0.1198 ampere ရပါတယ်။အဲ့တော့ဒီ terminal voltage ဒီ low resistance မှာဖြည့်ဆည်းရတဲ့ terminal အဲဖြတ်သွားတဲ့ terminal voltage ကိုကျွန်တော်ရှာကြည့်ပါမယ်။အဲ့တော့ i နဲ့ကျွန်တော်တို့ဒီ low resistance r နဲ့ကိုကျွန်တော်မျှောက်လိုက်တဲ့အခါမှာ0.198နဲ့100နဲ့မျှောက်ရင်100 ohms နဲ့မျှောက်လိုက်တော့11.988 voltage ရပါတယ်။ဒီ voltage ကကြောင့်ဒီကျွန်တော်12 volt နီးပါးလောက်ကိုပြန်ထွက်လာပါတယ်။ဘာလို့ကျွန်တော်တို့က low resistance r ဆိုရင်100 ohm နဲ့တွက်ထားလို့ပါ။ကိုဒီပုံစံကိုကြည့်မှဆိုရင် load resistance တရားအောင်ဖြစ်လို့ကားနိုင်မယ်နည်းနည်းဆိုရင်ကတော့ resistance ကကြီးပြီးတော့ ကန်နေဆက်တာမနယ်ဘိုးလေးရမယ်ဘိုးလေးကတော့ညီလို့ညီပါဖြစ်သွားပါတယ်။ level point 99ကကျွန်တော်တွဲဝင်ညီပါဖြစ်ပါတယ်။အခုကျွန်တော်တို့ low resistance ကိုကျွန်တော်တို့1 ohm နဲ့တွဲကြည့်ပါမယ်။အဲ့တော့ r total က1.1 ohm ပါ1 ohm r 1 ohm internal ဆိုတော့အဲ့တော့ i ကိုရှာလို့ရှိရင်10.91 ampere ဆိုတော့ ampere အများကြီးကျွန်တော်တို့ထွက်လာပါပြီ။အဲ့တော့ low resistance ကိုအခုကျွန်တော်တို့ low resistance 1 ohm လေးခြာလိုက်ခြာလိုက်ပါကားလိုက်အများကြီးဆွဲသွားတယ်အဲ့တော့ကားလိုက်အများကြီးဆွဲဘက်ထရီရဲ့တာမနယ်ဘိုးလေးကလည်းဒီမှာကြည့်မယ်ဆိုလို့ရှိရင် အဲဒီတာမင်နယ်ပိုးတွေက VR ကိုရှာကြည့်မှာ VR ဆိုရင်နည်းပါပါတယ်တောက်တွက်ချက်ကြည့်မှာအခုအဲ့တော့ VR ကိုတွက်ဖို့အတွက်ခုနအိရမဲတွက်ဖို့နဲ့အန်ရကိုအန်နဲ့အာနဲ့အဲမြောက်တယ်တန်ဖို့နဲ့ကျွန်တော်တို့ဒီမှာအာအာဒါလေးက internal system အားလေးပါအဲ့တော့တွဲဖို့မှာလည်း10.91 ampere နဲ့ internal system အားနဲ့0.1 ohm နဲ့မြောက်လိုက်တယ်ဒါက internal system ရဲ့ဒါဒါ voltage ပေါ့အဲ့တော့10.10.909ပို့ရပါတယ်အဲ့အဲ့လိုမရှာကျင်လို့ရှိရရှင်တာမင်နယ်ပိုးတို့ကျွန်တော်ခုနရရှိတဲ့အိုင်တန်ဖို့10.91နဲ့ ဒီဒီ1 0နဲ့ပေါ့ကျွန်တော်မျှောက်လိုက်ရင်လည်းတန်းပွိုင်နိုင်မှာပို့ရပါတယ်အဲ့တော့ EM bullet ကတွဲဖို့ terminal bullet ကတန်းပွိုင်နိုင်မှာပါ bullet ကတွဲဖို့မရတော့ပဲတန်းပွိုင်နိုင်မှာဆိုတော့တော်တော်လေးကိုကြာသွားပါတယ် battery capacity ကိုကျွန်တော် test လုပ်ကြည့်ပါမယ်ဒီတော့ကျွန်တော်ပြောတော့ silas တော့ကို test လုပ်ကြည့်ပါမယ်ကံက0.38 mili ohm တန်နရစစတမ်ကဘက်ထရီ12.98လာပါလေဟုတ်ပါပြီဆိုလိုက်ပါမယ်ဘာလို့လဲဆိုရင်ဘက်ထရီရဲ့ capacity ကိုဘက်ထရီကိုကျွန်တော်စမ်းသပ်ပါမယ်ဒီလိုကျွန်တော်ဒီမှာချိန်လိုက်ပါပြီအခုအဲတော့ဘယ်လောက်ရလဲဆိုရင်ပိုတစ်ကအဲ MPR ဆိုရှင် LED မှာ10 ampere 10 ampere 10.38ဖြစ်ပြော LED ရဲ့ product က7 7.69ဖြစ်ပါတယ်။သူရဲ့ EMF ကိုရပါစတုံးဖို့ရှိရယ်။ဒီ LED ရဲ့လို့ရတာမယ်ပေါ်ကခနဲ့တော့တမ6ချစ်ရှိပါရယ်။ကိုဒီမှာဒီ LED switch ကဆိုရင်အဲတော့အလုံးကြီးအဲလည်းမောက်ပါတယ်။အလုံးကြီးများရောရှိရယ်။ အဲဒီ study ဖြစ်ပါတယ်ဒီအဲဒီ study နဲ့အခုပိုရဲအဲဒီရဲ့ပိုရဲ MPI ရဲ့ battery ရဲ့ terminal ပိုရဲကိုစမ်းကြည့်တာဖြစ်ပါတယ်